နာမည်ကြီးတော့ responsibility လုံးဝမရှိတော့ဟိုတယ် price range ကလည်းသူများဟိုတယ်တွေထက်ကြီးပြီးတော့ service ကလုံးဝစုပ်ပြတ်တတ်နေရအဲ့ဒီမှာအရှုံရှုံပဲသူခန်းနဲ့ဝင်ဟိုလွားလဲဟိုခန်းနဲ့ဝင်တယ်ဒီစုအခန်းနဲ့လောက်ဝင်လိုက်ကောလေတွေကအပြင်မှာတိုက်ခဲ့သလိုလုံးဝအေးစိမ့်ပြီးတော့လေအမှန်ဆိုလုံနေရမှာကွာအခန်းတိလားအဲ့လိုတော့ပြတ်ထားတဲ့အချိန်လေရဝင်ပြီးတော့ပြင်းပောက်ကတစ်ချက်ပဲရှိရဲ့အော်မတိရပြင်းပေါက်ပြုတ်နေမှန်းကိုပြထားတဲ့အတိုင်းပဲအကုန်လုံးကလေတွေကတလဟောဝင်ဟိုတယ်ကောင်ဆိုနွေးနေရမှာကွာနွေးနေထွေးနေနေရမှာအဲ့နဲ့ လစီတယောက်တည်းလဲနေတော့အဲ့အခန်းထဲကပြင်းပြင်းမောက်လူလာပြီးတော့စွဲဖွင့်တဲ့အတန်ကြီးကြားရတာပြီးတော့ရေချိုးကန်းထဲကနေပြီးတော့လူရေချိုးခဲ့တော့ကွာဖပဖပအဲ့လိုမျိုးအတန်ကြီးကြားရတာကွာအားလုံးပဲမင်္ဂလာပါရီလေးရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါတယ်ရှင်မြမကုတင်ဆက်ပေးမယ့် video လေးကတော့ကြိုက်သီးရိုးနော်ဖျားဘူးသွားရင်းနဲ့တဲခဲတဲ့ hotel ကအဆင်မပြေတဲ့ပတ်သက်ရှင်တရမှုကလည်းမရှိဘူးနော်တော်တော်လေးကိုမှညစ်ပတ်လွန်းတယ်သူများတွေမတုံးတော့တဲ့အခန်းကိုလည်းနော်ပေးထားတယ်နောက်ပြီးတော့သူတို့တဲခဲရတဲ့အခန်းကနော်တရေလက်၆လေးတယ်ရှင် နောက်ပြီးဟိုတယ်ရဝန်ထမ်းတွေရောမန်နေဂျာတွေရောကနော်ဘာသာဝင်ယူစိတ်မှမရှိဘူးနော်တညတည်းပဲတဲမယ်ဆိုပြီးတော့သူတို့ကပြီးပြီးရောလုပ်ပေးလိုက်တာရှင့်တနက်စားညံလုပ်လိုက်တာနော်ဒါကြောင့်မို့လို့ကြိုက်ထီးကိုဖျားဖူးသွားမဲ့သူတွေအနေနဲ့လဲဒီလိုဟိုတယ်မျိုးကိုနော်ချောင်လို့ရအောင်လို့ဒီဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ရှင်ဖြစ်ပါတယ်ရှင့်ညီမနဲ့တူတူဗီဒီယိုလေးကိုစုံလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ရှင်ပါတယ်ရှင့်နံပါတ်ကြီးတော့ responsibility လုံးဝမရှိရဟိုတယ် price range ကလည်းသူများဟိုတယ်ထက်ကြီးပြီးတော့ service ကလုံးဝစုပ်ပြတ်တတ်နေရပဲ။ဒီရန်ပြောချင်းလုံးဝအချက်လက်တွေလောက်အောင်ဆိုလောင်နှုံးနဲ့ရေးထားတယ်။ November 22ရက်နေ့ကလည်းကျွန်မိသားစုကကြိုက်ထိုးဖျားဖို့ package နဲ့စနေရောက်စာသွားခဲ့ရပါတော့။ပြဿနာကြီးအကုန်လုံးအိတ်ဟိုတယ်ရောက်မှစတယ်။ဒီစီကမသွားခင်နေရာနှစ်ယောက်ခန်း၆ယောက် deluxe room mountain view ကိုယူထားပြီးသား booking ယူထားပြီးသားပါတော့။ဒါပေမဲ့သူတို့ကဖျားရောက်တော့ hotel ရောက်ရောက်ချင်းပဲသူတို့ရဒီ booking ကြီးရဲ့အခန်းကိုပြမယ်တဲ့။အဲ့ booking ကြီးရဲ့အခန်းကိုပတ်စံထပ်မယူပဲနဲ့။ အဲ့ခါနေလို့ရမယ်ပေါ့နော်အခန်းလိုက်ကြည့်မလားလေစီကယူထားတဲ့အခန်းကိုလည်းပြမယ်နှစ်ခုစလုံးပြမယ်ဆိုတော့ဆိုတော့ OK ကြည့်မယ်ပေါ့ဆိုပြီးတော့နှစ်ခန်းစလုံးလိုက်ကြည့်ခဲ့ရပေါ့ဒါမဲ့လေစီကသူတို့ပြရဲ့ပိုစီကြည့်ရဲ့အခန်းကိုမကြိုက်ဘူးလေစီကယူထားတဲ့အခန်းမနေမယ်ဆိုပြီးတော့နေရောအဲ့လိုပဲတစ်နှစ်ယောက်တစ်ခန်းနဲ့နေရချကြပါပေါ့နော်လေစိုဖေဖေရောဒေါ်ရီမောင်နှမတစ်ယောက်တစ်ခန်းတစ်ယောက်တစ်ခန်းနဲ့ချအဲ့မှာအဲ့ချိန်မှာလေစိုအခန်းကဝင်ဝင်ဝါးချင်းမှာဗာလီမှမတိုက်ဘူးနော်လုံးဝအခန်းငြိမ်ပြီးတော့နှွေးနေရပဲလေလည်းမဝင်ဘူးရန်နာတကားကိုဖိလိုက်တော့မှဒါဒီတောင်တန်းဆိုလေဝင်တာပေါ့နော် ဆိုအဆာရောအဲ့လိုရန်နာမှာကြည့်လိုက်တော့လေရန်နာထွက်သွားကြည့်လိုက်တော့မှန်တစ်ချက်ကကွဲနေကွဲနေရမှန်ဟုတ်အပူတစ်ချက်ကွဲနေရပဲထင်တာဒီဆိုအခန်းထဲကအတွင်းထဲလေဘာလိုက်ကကာထားဆိုလိုက်ကလို့အရှိကာထားဆိုမှန်နှစ်ချက်စလုံးစုံနေထင်တာဘာဖြစ်လို့လေရလဲအဲ့နေရာကနေမဝင်နေဘူးလေဒီပုံမှန်ဆိုလို့ရှိရင်ကဒီဟိုရန်နာဖွင့်လိုက်တာမှာလေရတယ်လားဟုတ်ဝင်တာအဲ့မှန်ပွင့်နေလဲမှန်ဝင်ရမှာပေါ့သိရမလားနေ့လေကင်းကြတော့လေရမဝင်ဘူးတော်နေ့လေရောက်ရောက်ချင်းကြတော့အဲ့တိုင်းလေးပဲငြိမ်တော့ကိုယ်လေမှန်ရှိတယ်ပေါ့ဟိုလှန်လောပြီးမကြည့်တော့တတိမမှုပဲနဲ့အဲ့လိုပဲပြင်ဆင်ပြီးတော့ဖျားပေါ့ဖူးပြီးမမှုပဲနဲ့နေခဲ့ပတ်ပြီးတော့ပြန်ရောက်တဲ့ခါကျညနေ6:00နာရီ9:00နာရီလောက်ရှိပြီ အဲ့ဒီမှာအရှုံရှုံပဲသူခန်းနဲ့ဝင်ဟိုလွားလဲဟိုခန်းနဲ့ဝင်တယ်ဒီစုအခန်းနဲ့လောက်ဝင်လိုက်ကောလေတွေကအပြင်မှာတိုက်ခဲ့သလိုလုံးဝအေးစိမ့်ပြီးတော့လေအမှန်ဆိုလုံနေရမှာကွာအခန်းတိလာအဲ့လိုတော့ပြတ်ထားတဲ့အတိုင်းပဲလေရဝင်ပြီးတော့ပြင်းပောက်ကတစ်ချက်ပဲရှိရဲ့အော်မတီရပြင်းမောက်ပြုတ်နေမှန်းကိုပြထားတဲ့အတိုင်းပဲအကုန်လုံးကလေတွေကဒလဟောဝင်ဟိုတယ်ကန်းဆိုနွေးနေရမှာကွာနွနွထွထွနေနေရမှာအဲ့နဲ reception ဖုန်းဆက်မယ်ဆိုပြီးတော့လောက်ကြည့်ကြည့်တော့ပုံကျိုးတွေကလည်းတစ်ခုမှမရှိဘာမှဆက်သွယ်လို့ရတာလုံးဝလုံးဝမရှိဘူးเนาะ တကယ်တကယ်တော်လေးမှတော်တော် service ဆုတ်တဲ့ hotel ထိလဲ hotel ကိုဘာမှတန်ကြောင်မင်းတို့ it's okay ဆိုပြီးတော့ကြော်ပါပေးလိုက်ရပါတော့။အဲ့မှာ staff တယောက်ရောက်လာတော့သူ့ကိုဒီလိုဒီကြောင်မယ်ဆိုပြီးတော့ပြောလိုက်တော့ထွက်သွားတယ်။အကြာကြီးပဲအကြာကြီးနေမှအဲ့လူတယောက်ကိုခေါ်လာပြီးတော့အခန်းထဲဝင်ကြည့်တယ်။အခန်းထဲဝင်ကြည့်ပြီးတော့အေးဟိုသားပဲလေသူတို့ခန်းအလုပ်ဖြစ်နေတာဆိုပြီးတော့ဟိုဒီလိုကာပါလားတဲ့ဖိထားပါလားဖိထားမရဘူးလားဆိုပြောရရင်လေလေစီကအရန်နာကျင်နေပြီဆိုတဲ့အကြောင်းသူတို့ရဲ့ responsibility မဲ့တဲ့အကြောင်းတွေရောပြီးတော့စဉ်းစားကြည့်လေလေကိုဘယ်လိုလုပ်ဖိထားလို့ရမှာလဲသိရမလားအုံနောက်မရှိတာသူတို့သူတို့ဘက်ကကွာတကယ်လို့ဒီလိုဖြစ်နေရဆိုအခန့်တစ်ခါစစ်ထားမှာဒီလိုဖြစ်နေအဲ့တော့ပေးပြီးတော့မနေသေးဘူး တောင်မဟုတ်ဘူးအဲ့လိုကားလာပြောပြလေးစားတော်တော်စိတ်တူနေပြီးတော့အဲ့နယ်လေးစားလေးစိတ်တူတူနဲ့ပြောလိုက်ပြီးတော့သူထွက်သွားပြီးတော့ပြန်ဝင်လာပြန်ဝင်လာဘာဖြစ်မလဲဝရင်စရာကိုခေါ်ပြီးတော့တဲ့အခုတက်ပြီးမယ်ဆိုတော့စဉ်းစားကြည့်ည9နာရီလောက်ကြီးတို့တို့တက်တာကိုဘယ်လိုထိုင်ဆောင်ပြီးတော့ဘယ်လိုပဲချိန်သွန်းနာရမှာလဲသူတို့အစောကြီးကလုံးချင်တယ်ဆိုအစောကြီးကလှုပ်ထားလေးအာတကယ်မတကယ်ကြီးကအဲ့လိုတွေဖြစ်နေတဲ့အချိန်တွင်းမှာလုံးဝတော့တာဝန်ရှိတဲ့မန်နေဂျာတွေဘယ်သူမှဘယ်သူမှ reception ရောက်သူတွေရောက်မလာဘူးအေး staff အကိုကြီးရေပေါ်ထားပါသူတို့တွေပဲလာကြတယောက်ပြီးတယောက်လာကြကွာနောက်ဆုံးကျတော့အဲ့နဲ့အခန်းလဲပြီးမယ်တဲ့အစဉ်ပြောင်းလုပ်ပြီးမယ်ဆိုပြီးအခန်းလဲပြီးမယ်လို့သူတို့ပြောရဲအဲ့မှာအခန်းလဲပြီးမယ်ဆိုတာစတာပြီးပြဿနာတက်တာပဲသူတို့ပြမယ်ဆိုရင်အစ်စ်ခန်းဒီစိုးဒယ်ဒီနဲ့အတော်ရီနဲ့အကုန်လုံးအဝေးဆုံးမှာအခန်းရဲ့ထောင်ဆုံးမှာကွာအဲ့လိုသူတို့စောက်ထားတဲ့ဟိုခရစ်တာရဲ့ထောင်ဆုံးအခန်းမှာဘယ်သူမှမနေတဲ့အခန်းကိုလိုက်ပြအဲ့အခန်းကလည်းလွတ်သေးတယ်ဆိုပြီးလိုက်ပြတော့ကိုလည်းတော့ကြည့်ရပါဘာဖြစ်ဖြစ်ဟိုဘာဖြစ်လဲ ထုတ်ဒီပိုင်းထားပြီးတော့အိတ်တာရောကိုမိသားစုနဲ့ပဲအိတ်လိုက်မယ်အထုတ်ဒီပိုင်းရောထားမယ်ပေါ့အဲ့လိုမျိုးလိုက်ကြည့်လိုက်ပြီးတော့အင်းမော့ကြည့်တော့လဲမိကတော့မှောင်နေတော့မိကတော်တော်မှောင်နေအိမ်မှာဒီမှာပြထားမယ်မိကအဲ့လိုမှောင်ပြီးတော့ဘာဖြစ်အထုတ်လေးထားလို့ရပါဘောဆိုပြီးတော့နေလိုက်တာနေလိုက်တော့အဲ့အခန်းကဘလောက်တောင်ညစ်ပတ်လဲဆိုတော့ပြမယ်ရေချိုးပြီးတော့ခဏလောက်နားမယ်ဆိုပြီးတော့စောင်းလဲဆွဲလာလိုက်ကောမြင်တဲ့အတိုင်းပဲအမမိုးရီမိုးရီဆိုတာကတိနှခုကိုဆက်လိုက်တဲ့အချိန်မှာလည်းကတိခေါင်းရင်းမှာအာအာရှင်ဖို့အရန်ကောင်းပြော်လीစသိန်းတွေကိုဖျံကနေဖျံကနေထားတာအဲ့လောက်တောင်တော်တော်မှတော်တော်အချိန်ကြီးဆိုးတာပါ ာရင်မဟုတ်သေးဘူးနော်။ဆောင်းပါရင်အဲ့လိုမှုတ်ရင်းနဲ့ညစ်ပတ်ညာမဟုတ်သေးဘူး။ခေါင်းအနီကိုလှန်ကြီးလိုက်တော့လေခေါင်းအောက်ဖက်ဒီမှာလေသွေးဆက်ဒီအဲ့လို6နည်းသွေးအခွက်ဒီလေတွေ့ခဲ့သေးရွာအောက်ဆက်အစ်တော်အဲ့ဒါကြောင့်ညစ်ပတ်တဲ့အဆင်မဟုတ်တော့ကွာတော်တော်မှတော်တော်လေနေကာလာတဲ့ကမနေထားတဲ့အခန်းကြီးကိုလာပေးမှမသိဘူးကွာဒါလည်းတော်တော်စိတ်ကုန်နေပြီဆိုတော့ဘာမှမပြောတော့ဘူးအဲ့ဒီနော်ဒီဒီလေကျောင်းအမားတွေအတော်တွေအခန်းထဲမှာဆိုလို့ရှိရင်အင်တာတွေကလေအင်တာဒီလိုဆွဲချရတဲ့ထုတ်တွေကလည်းမရကော်ဖီကွက်ဆိုလို့ရှိရင်ကော်ဖီကွက်တွေကမှုရောင်တက်နေရဘလောက်တောင်ဟိုလူမနေဘဲနဲ့ပဲထားလာသူတို့ပဲမစေးတာလား ဘလို့မှမသိတော့ပြီးတော့အရှိဘကချက်ကောက်လုပ်သွားတဲ့သူတွေအဲ့ဒါရဲ့အိရခင်းနေလဲအကုန်လုံးလုံးထွေးပြီးတော့အဲ့မှာပဲထားထားတယ်ကျမတို့ခန်းထဲမှာပဲထားထားတယ်ဘာမှလည်းပြန်မယူပါဘူးလူတွေကနောက်တယောက်တည်းတဲ့သူတွေကရောက်လာပြီးဘာမှလည်းမယူပါဘူးဘာမှလည်းတန်ရှင်းလုပ်ထားလည်းမရှိဘူးဒီစီဟိုအစ်စ်ပြောင်းပေးရဲ့အခန်းမှာကအဲ့မှုတွေကတွေ့ရင်ဒါပေမဲ့ဒီစီကအဲ့နေ့ကထော်တရဲရောက်ရှင်အကိုဘူးတွေတက်ပြောနာရစီလက်ချောင်းညာနာနဲ့ဘာအနံ့မမြအောင်အဲ့နေ့ဒီစောင်းမလှန်လိုက်တဲ့ကတင်ဘက်မှာကွာခဏလောက်တုံးလုံးလေးဆဲနေလိုက်တာတယောက်တည်းအဲ့မှာတရဲစားချောက်တာပဲဟေးထရမာကြီးအတကုံရတာတော်တော်ဆူ လူတော်တွေမျိုးကိုမသေးသင့်အောင်နော်တော်တော်လေးကိုမှညှပ်ပတ်ပြီးတော့ယွန်စရာလည်းကောင်းလို့တရေတောင်ချောက်တီးတယ်ဆိုတော့တော်တော်ကိုစိုးရဲဟောတယ်ပဲနော်လစီတယောက်တည်းလဲနေတော့အဲ့အခန်းထဲကပြင်းမောက်လူလာပြီးတော့စွဲဖွင့်တဲ့အတန်ကြီးကြားရတာပြီးတော့ရေချိုးကန်းထဲကနေပြီးတော့လူရေချိုးခဲ့တော့ကွာဖပဖပအဲ့လိုမျိုးအတန်ကြီးကြားရတာကွာအဲ့နေလစီနဲ့အတူတူနေတဲ့တယောက်ကဟိုချိုးပြီးတော့မပိတ်ခဲ့ရပဲဆိုပြီးတော့လစီပြန်လာပိတ်ခိုင်းမယ်ဆိုပြီးတော့ထားခဲ့ရပြန်လာတော့ကြည့်တယ်ကြည့်တော့ကွာအကုန်လုံးကကျမ်းပြီမှာလုံးဝ၆နေရောကွာဘာမှမရှိဘူးသိရမလား ဘေးစင်ကကြောက်အောင်လေလေးစားဘေးစင်ကိုတော့ထာဝါနဲ့အုပ်ထားတာဆိုတော့ဘေးစင်ကရေကြရစရာဘာကြောင့်မှမရှိကွာဘလုံးကအိမ်မှာတိဝိုင်းတဲရဲချောက်လေအမလေးစီကိုပူးလေအရန်အဖျားအိုက်တက်နေပြီးတော့အဲ့ကတင်ပေါ်ကနေခွာလို့မရတော့လို့မျိုးအဲ့လိုမျိုးဖြစ်တာကလေးစားအဲ့ကတင်ပေါ်ပြန်ပြန်ပြောတိရစားနဲ့လှဲပြီးတော့ဒီမှာငါဒီမှာပဲနေမှာဆိုပြီးတော့အဲ့လိုမျိုးဖြစ်တာကျွန်မကိုအနေအိအကိုနဲ့မောင်နဲ့ကဆွဲပြီးတော့ဟိုတခြားခံပေါ်တော့အတော်ရှိရဲ့ဖက်ခံကိုသွားမယ်ဆိုပြီးတော့လာနေထားဆိုပြီးအဲ့လိုထားလို့မရဘူးပြန်ပြန်ပြောအဲ့ကတင်ပေါ်မှာအိမူတက်နေရဲ့ကတင်ပေါ်မှာပြန်ပြန်ပြောလှဲတော့အမလေးကမှသူ့ရောရမ်း တင်းရုံထားအမကြီးကလည်းသူတို့ခမ်းရလဲအဲ့လိုတကားကြီးလာဖွင့်တဲ့တန်းကြီးကြားရတယ်လို့ပြီးမှတကားကိုလာခောက်တယ်ရောအစဝင်ချင်းတော့ random ပုံမှာအဲ့အဖြူရောင်နဲ့လူကြီးကုန်းကုန်းနဲ့အဲ့လိုတွေ့ရတယ်သူကလည်းအဲ့တော့မပြောတော့ကြောက်တာပေါ့နော်ဒီကအဲ့ဒီညလုံးအဖျားကြီးလုံးဝတက်ပြီးတော့ဘလို့မှဟိုမှာမဖြစ်ဘူးတကယ်လူကမလန်းမနေနုံးအီဖြစ်တယ်။အမကြီးနဲ့ဆော့ရင်းနဲ့အဲ့ဒီကော်ရီဒါမှာကွာနိုင်ငံခြား prank တွေလိုမျိုးတင်မလားတကယ်အဲ့လိုခြောက်တဲ့ပုံစံမျိုးရိုက်ကြမလားဆိုပြောနေအောင်မရှိသေးဘူး။မောင်လေးနဲ့ပြောနေအောင်။ကျမခြောက်ကြီးနှစ်ချောင်းကကြောကောက်သွားတော့ဒီလိုခြောက်ကြီး မတို့ရရစနေတင်ပြောအဲ့လိုဝိုင်းမျိုးချောက်ဆွဲကြပါဟဲ့ပထမတော့ကြီးမမနဲ့ဟဲ့ငါတကယ်ဖြစ်နေရတယ်နှုတ်ကမပြောင်းနဲ့တိရမလားတကယ်ဖြစ်နေရဆိုပြောအကုန်လုံးဝိုင်းလုံးနေပြီနဲ့ပြီးပြောကျမအော်ကြီးကြီးထောက်ငူရပါတကယ်အဲ့လိုအမပြောပါနော်ငူရတဲ့လုံးဝမင်းပေါပေါပေါကြာပြီးရောတင်မလားငါအဲ့လိုပြောပြောတဲ့အဲ့လိုမျိုးပြောပြောငူရတယ်ပြောပြောပြောငူရတယ်အဲ့မှာဟိုဒီစီအမကလေးတသိန်းဖြန်းကနေခါပြီးတော့တော်လေတော်တော်ပါပါတင်မလားတခုခုအဲ့လိုမျိုးဖြစ်နေမှာဆိုလို့တော်တော်ပါပြောဒီလိုကြည့်ပါနင်းနောက်ဆုတ်စမ်းပါညာအဲ့လိုမျိုးပြောလိုက်တာပေါ့ပြောလိုက်တဲ့အချိန်မှာလေးစားဟိုလက်ဝိုင်းပုံစံမျိုးနဲ့ကွာ ကြောက်ကြောက်သွားပေါ့တင်မှာဘာလုံးကမျက်နှာညှိုးသွားပြီးထပ်ပြောင်းလို့သေးရေနော်အဲ့ခြေောက်ကမပြောက်ဘူးနာနေထော်ချိုးထော်ချိုးနေသူတို့အစ်စ်ပြောင်းပေးထားတဲ့အခန်းမှုတက်နေရဆိုအခန်းပေါ့ကျွန်တော်ရောက်သွားတော့ဘယ်လိုမှမရောက်သွားမှမသိခြေောက်ကနာနေရနော်စိတ်ကလည်းမလွတ်သွားဘူးကိုယ်စိတ်နဲ့ကိုယ်ပဲကွာဒါပေမဲ့အဲ့ဒီစီကိုဘယ်လိုဘယ်လိုပြင်ပြရောက်သွားမှမသိဘူးအဲ့လိုဖြစ်နေတာကွာလူကတိလာပြောတော့အဲ့ညဘက်ဆိုညဘက်7နာရီ7နာရီလောက်လေရောလေကျိုးမောင်နှမကြီးဆော့နေဆော့နေနေဘေးချင်းကရဲ့အခန်းကလေကျိုးရဲ့ရည်တန်းကြီးအော်တန်းကြီးပေါ့နော်ပြောင်းမယ်ဆိုမောင်နှမကြီးဆော့နေအတန်အမကမကြားပဲနေတခန်းချော်တာတော့ရကြား ကျတော့သူတွေကအိတ်တော်ပေါ်ပြီးတော့သူများကအိတ်နေပြီးမစုံနဲ့တော့အဲ့လိုလာပြောတော့နောင်နေမနဲ့လဲရောက်တော့လက်စီကိုအော်လိုက်တဲ့အမကအေးအမနင်တို့ရရညရငါစီကိုတော့မလာဘူးလေငါရအခန်းထဲမှာတက်ရောက်တဖြစ်နေရတယ်ဟိုဘယ်လိုပြောမညအဲ့လိုက midnight ချိန်လိုမျိုးကလောကတိတ်ဆိတ်ပြီးတော့လူကြီးတိတ်နေတယ်ဟဲ့လို့တိတ်ပါဘူးလို့မင်းတို့မနေညတော့အဲ့လိုတညလုံးစောင့်နေကြတာလို့အဲ့လိုပြောတော့ဟုတ်လားမစောက်ပါဘူးလေအတတ်မကြဘူးလေငါရကြောက်လုံးလို့တော့မှလည်းသူ့ကိုလေကွာ သူ့ခောက်လေတခါကြီးခောက်တခါကြီးဆွဲဖွင့်အာနေတော့မြေတားရီပိုးတည်မလားအလိုနောက်ရှက်ဒီနာနာဘဝကြီးလောက်တာဆိုလို့ရှိရင်တို့တွားကြလွတ်ရကြွားတွားကြပေါ့ရိုးရိုးလေးတိုက်တာမျိုးဆိုရင်ဆက်လောက်ဆက်တိုက်အဲ့လိုမျိုးပြောတော့အဲ့လိုသူအမြိုက်ပိုင်းဝေးလိုက်တော့အတံမကြရတော့ဘူးအာနေသူလည်းကြောက်ကြောက်နဲ့သူကလည်းအကြွက်တက်တာလေလက်စီဖြစ်ပြီးတော့သူဖြစ်တာကြွက်တက်ပြီးတော့တညာလုံးအဲ့လိုတုံတောင်ကြီးပဲတရားကြီးဖွင့်တာသူ့အခက်လေးပုံမဆိုးရဲဟိဟိအဲ့လိုကြီးလိုက်တဲ့အတံတော်လေးဆိုကြားရကွာကဲ့ရဆိုသူတရားအဲ့လိုတုံးနဲ့မိုင်းကုန်ဖွင့်တာအတံလေးဆိုအခက်ဘက်ကလုံးဝမကြအောင်လေဆိုအခက်ကြီးတန်းနေလို့သူ့အခက်လုံးဝမကြအောင်ဟုတ်ကဲ့ဂျိုင်းမှာသူ့ခန်းကြီးကတည်ရမလားဟိုကမပြင်းရောက်နေတယ်လို့ပဲအဲ့လိုကြီးဖြစ်တာလေဒါလေးကြီးက အိမ်ရောက်တော့မှအကုန်ဆက်ဆက်မိပြီးတော့ကသူတို့ဟိုတယ်ရဲ့လောကတာဝန်မဲ့ပုံရောသူတို့ဟိုတယ်မှာအဲ့လိုမျိုး case တွေရှိခဲ့လို့သူတို့စီကိုဆက်လို့မရအောင်ဖုန်းကြိုးကြီးဖြတ်ထားလားကွာသူတို့ကိုယ်တိုင်လည်းတိကိုတိမှာပဲတိရမလားသူတို့ကိုယ်တိုင်တိလို့ဒီဘက်ကအဲ့လိုလေးစိုးနေရဲ့အခန်းဘက်တွေကိုလာပြီးတန့်ရှင်းရေးမလုပ်တာလားအဲ့လိုမျိုးပေါ့နော်အကုန်လုံးဆက်ဆက်ပြီးစဉ်းစားကြည့်ရောအများကြီးပဲမိသားစုဆုံးပြီးတော့အကုန်လုံးသူသူကြုံရတဲ့ဟာကြီးကိုကြုံရတဲ့ဟာကြီးအဲ့လိုတယောက်တစ်စားစီပြင်ပြောရင်းနဲ့မှတရေချောင်မှန်းလည်းတိရော သူတို့ hotel service ညံမှန်းလည်းတည်ရပေါ့တရေ၆တဲ့အပိုင်းကတော့ယုံချင်းယုံမယုံချင်းနေပေါ့နော်သူကတော့ဒီလိုမျိုးမမြင်ရတဲ့အရာကိုသူတို့ဘက်ကဒီတော့မယူနိုင်ဘူးဆိုတာနားလေတယ်သူတို့မလုပ်ပေးနိုင်ဘူးပဲထားအောင်ဒီလိုမျိုး service အပိုင်းနဲ့ပတ်သက်ပြီးတော့အခန်းနေတန်းရှင်းလောက်တာကြီးပြီးတော့ဒီလိုကိုယ့်ရဲ့အခန်းမှာလိုအပ်ချက်လောက်တာကြီးဒီလိုမျိုးလိုအပ်ချက်တွေမဖြည့်ထားဘဲနဲ့ဘယ်ဧည့်သည်ဦးမှာမတဲခိုင်းတဲ့ုံလေးပတ်သက်မယူနဲ့လေဟုတ်တယ်မလားပြီးတော့လည်းသူက package နဲ့သွားတာ package ကိုချိန်ပေးရဲ့အလဲမှာ agent တယောက်ရှိတယ်အဲ agent ကိုလည်းသူတို့လည်းတိကောင်းတိမယ်မတိရင်လည်းမတိနိုင်ဘူးပေါ့နော်ဒါပေမဲ့ ူများတိဖက်သားကဒုက္ခရောက်သွားမှအမားတို့တွေအကိုတို့တွေစားရတော့ရတာဆိုတော့နော်ဟိုအပူစားပေါ့ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ဒါလေးစီအခုဗီဒီယိုတင်လိုက်လို့တိသွားရင်တော့အကောင်းဆုံးပဲပေါ့နော်တဲဘူးသမားဟိုတယ်ရေးမှာအစိုးရဆုံးအညစ်ပတ်ဆုံးတောက်ဖို့လည်းအကောင်းဆုံးပေါ့နော်အဲ့ဒါဆိုတော့တော်တော်လေးကိုယုံဖို့လည်းကောင်းတယ်ပြောရလေးစီကိုအဲ့လိုတာဝန်မဲ့စွာနဲ့သူတို့စီမှာ case တခုခုဖြစ်ခဲ့ဘူးတဲ့ဟိုတယ်အခန်းကိုပေးခဲ့အောင်လည်းဒီလိုကဂျင်နာပူအဲ့နေရာ6ကောက်လောက်တော်လည်း reception ကိုအမအမကိုပြောခဲ့ပေါ့နော်အဆင်မပြေဖြစ်ကြောင်းအဲ့အခန်းမှာလည်းမနေခဲ့ကြောင်းပေါ့ ဒါပေမဲ့သူတို့တွေလေအဲအခန်းကိုဝင်စစ်တော့သူတို့ဆောင်နေမှာညက်ပက်နေမှတွေ့ရတာနဲ့လေစီရောကြောင့်မဟုတ်ဘူးဆိုတာလေသူတို့သိရဲသူတို့ဟာကဖြစ်တယ်ဆိုတာလေသိသိရနဲ့အော်တရထဲပဲပြမန်းနေပြီဒီအမဲကလေးနားဝမှာပါဆိုပြီးတော့အဲ့လိုအကွက်မျိုးလောက်ခဲ့ရအဲ့လိုပုံစံမျိုးအဲ့လိုချိုးမျိုးချိုးခဲ့ရဆိုတော့နာမည်ကြီးနေပြီးတော့ image ဘယ်လောက်ထိလဲစဉ်းစားကြည့်ပါတော့အဲ့တော့နောက်ထပ်လာမဲ့သူတွေနောက်ထပ်တဲမဲ့သူတွေနောက်ထပ်သွားမဲ့သူတွေဒုက္ခမရအောင်လဲဆရာပြောပြရပါအဲ့တော့ knowledge sharing လုပ်ခြင်းပဲပေါ့နော်လေစီရော experience တစ်ခုပဲပေါ့အင်းကိုပဲကံမကောင်းလို့ခံလိုက်ရတယ်လို့ပဲတပေါ်ထားလိုက်ပါမယ်အဲ့တော့ဖျားဖူးသွားတော့တရေ6ခံလိုက်ရပါရှင် ဒီဗီဒီယိုလေးကတော့ကြိုက်သီးကိုဖျားဘူးသွားရင်တော့တဲတဲ့ဟော်တယ်ကအရန်ကိုမှညစ်ပတ်တဲ့အပြင်တော့တရေပါ၆ခံရတယ်ရှင်။ဒါကြောင့်မလို့နော်ကြိုက်သီးကိုဖျားဘူးသွားမဲ့သူတွေအနေနဲ့လည်းကိုတဲမဲ့ဟော်တယ်ကိုအရင်စုံစမ်းလေ့လာပြီးတော့မှတကယ်တန့်ရှင်းတန့်ရမှုရှိမှရှိဆိုတော့ကြည့်ပြီးတော့မှတဲတဲ့နေရှင်မဟုတ်လို့ရှင်နော်ဒီဗီဒီယိုတဲကအမလိုမျိုးကိုကရောက်လာပြီးမှခီးရလဲပင်ပန်းနေတော့ဘာမှလည်းလုံးလို့မရတော့ဟော်တယ်ကစားပစ်လည်းညံ့နေပြီးတော့တော်တော်လေးကိုမှညစ်ပတ်တယ်ရှင်။တရေပါ၆တာဆိုတော့တော်တော်ကိုဆိုးရွားလို့နေ ကျိုက်ချီကိုပြားဘူးသွားမဲ့သူတွေအနေနဲ့လဲဟိုတယ်တွေကိုကျူတင်အရင်ဆုံးလေးလာကြည့်ရှုပြီးငါးသိန်းနဲ့ရှင့်ညီမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင့်ကြည့်ရှုတဲ့သူတွေအနေနဲ့လဲဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘဝတူတာတစ်ခုခုရမယ်လို့ထင်ပါတယ်ရှင့်နောက်ဗီဒီယိုလေးဒီမှာပြန်လည်ဆုံတွေ့ကြမယ်ရှင့်